စားတဲ့ပုံသားတွေကိုငါသာပြောပေးလိုက်ပါဆိုပြီးတော့မှ intuition ဖြတ်ကနေတခြားမရလာတာ။ဒါရီကမယုံလို့မရဘူးဗျာမိတ်ဆွေတို့ရ။လက်ရှိအာဏာရအစိုးရနဲ့တခြားသောအဖွဲ့အစည်းတွေအားလုံးအခြေအနေတွေပြင်းထန်လာပြီးတော့မှအလောင်းပုံတွေသွေးချောင်းစီးမယ်။နောက်တစ်ချက်ဟောကင်းရကြတော့ဖဇီးပုံအခြေခံဥပဒေချမ်းတစ္ဆာတုတ်က ဖွဲ့စည်းကအခြေခံဖွဲ့စည်းပုံအခြေခံဥပဒေကျန်းသစ္စာဒုက္ခချိန်စာတိုက်ထားတယ်ချိန်စာတိုက်ထားတယ်လက်ရှိဖွဲ့စည်းကအခြေခံဥပဒေရဲ့ချိန်ဟိုဟာအထုတ်ကကျန်းစာဒုက္ခချိန်စာတိုက်ထားတယ်အဲ့ဒါပြည်လို့မရဘူးအဲ့ဒါပြည်သွားတာ ਨੇ လက်ရှိအာဏာရအစိုးရကအစင်မပြေဘူးအလာကြီးအတွက်ကိုလူပေါင်းများစွာစတေးထားတာအောက်လန်းနေတုံထားတာ လူပေါင်းများစွာကိုစသေးထားတာလူတွေရဲ့ဝိညာဉ်တွေကိုအတုံးပြူထားတာတကိုးကြီးတဲ့ဆရာတော်တွေရဲ့ဝိညာဉ်တွေကိုအတုံးပြူထားတာမိစ္ဆာနဲ့ဝိစ္ဆာတိုက်တဲ့ပွဲဒီပွဲကလူတွေလူတွေတွေတိုက်နေတာမဟုတ်ဘူးနော်လူတွေမာတွေစစ်မြေပြင်မှာတိုက်နေတာမဟုတ်မိစ္ဆာနဲ့ဝိစ္ဆာမှာတိုက်နေတာတအားပြင်းထန်တဲ့ပွဲဒီပွဲက အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြန်မာပြည်ဒေသအသီးသီးမှာစစ်ပေးနဲ့ကြုံတွေ့လာရပြီးအလောင်းတွေတောင်ပေါ်ရပုံဖြစ်လာတော့မည်ဖြစ်ကြောင်းအကြအမြင်ငကားဆိုင်ဝမ်းကဟောကိန်းထုတ်လိုက်ပါပြီးမြန်မာနိုင်ငံအလဲပိုင်းစကိုင်းမြို့နဲ့မန္တလေးမြို့အနီးဗဟိုပြုလုခတ်ခဲ့သည်ပြင်းအား9.9 Richter scale ရှိငလင်ကြောင်းမြန်မာနိုင်ငံအတွင်းရှိရှေးဟောင်းတမိုင်းဝင်စီဒီပထိုးများအပါအဝင်စကိုင်းမန္တလေးရှမ်းတကူစသည့်တိုင်းနှင့်ပြည်နယ်များရှိ တမိုင်းဝင်စည်းဒီပထိုးများပြူကျခြင်း၊စိန်ဖူးတော်မြေခါခြင်းနှင့်ရှီဟောင်းတမိုင်းဝင်အဆောက်အဦများပြူကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သလိုမန္တလေးမြို့မှာလူ2000ကျော်နဲ့စကိုင်းမြို့မှာလူခုံ200ကျော်တည်ဆုံခဲ့ပြီးတပြည်လုံးအတိုင်းအတာနဲ့လူပေါင်း4000ကျော်တည်ဆုံခဲ့ရပြီဖြစ်ကာဒီထက်မကတည်ဆုံသည့်အရေအတွက်တိုးလာနိုင်ပါတယ်။ယခုလိုငလင်ကပ်ပေးကြီးစိုက်ကပ်ပြီးချိန်မှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြား အလောင်းတွေတောင်ပုံရပုံဖြစ်မိစစ်ပေးနှစ်ပါထပ်မံကြုံတွေ့ရအောင်ပါလို့ဆရာဆိုင်ဝမ်ကဟောကိန်းထုတ်လိုက်တယ်မူအဆုံးထွန်းနာစင်ကြည့်လိုက်ရအောင်ဗျာဟုတ်တော့ဒီနေ့2025ဆိုတော့2030မှာမြန်မာနိုင်ငံအစိတ်စိတ်မှောင်မှာကွဲမယ်ဟောကိန်းထုတ်ပြီနော် မှတ်ထားပေးပါဒီနေ့ဒီနေ့ညမှာဟောတဲ့ဟောကိန်းကိုမှတ်ထားပေးပါမြန်မာနိုင်ငံအစိတ်စိတ်မှောင်မှာကွဲကွဲပါပြီးရင်မြန်မာနိုင်ငံရဲ့စစ်ဘေးကြောင့်မို့လို့လူတွေတေကြအောင်မယ်တောက်ထအများကြီးတေကြအောင်မယ်ပြင်ဆင်ထားပါ ကိုယ့်ရဲ့အသက်ဘေးလွတ်ရာကျွရာကိုပြင်ဆင်ထားပြီးပါဒါလာမဲ့လာမဲ့ဟော်ကင်းနော်နောက်လာမဲ့ဟော်ကင်းနော်ကျွန်တော်ဟော်ကင်းထုတ်ပြီနော်လက်ရှိအာနာယအစိုးရနဲ့တခြားသောအဖွဲ့အစည်းတွေအားလုံးအခြေအနေတွေပြင်းထန်လာပြီးတော့မှအလောင်းပုံတွေသွေးချောင်းစီးမယ်နောက်တစ်ချက်ဟော်ကင်းရကြတော့ဖွဲ့စည်းပုံအခြေခံဥပဒေ ကျန်းတစ္ဆာဒုက္ခဖွဲ့စည်းကံအခြေခံဖွဲ့စည်းပုံအခြေခံဥပဒေကျန်းတစ္ဆာဒုက္ခချိန်စာတိုက်ထားတယ်ချိန်စာတိုက်ထားတယ်လက်ရှိဖွဲ့စည်းကံအခြေခံဥပဒေရဲ့ချိန်ဟိုဟာအထုတ်ကကျန်းစာဒုက္ခချိန်စာတိုက်ထားတယ်အဲ့ဒါပြည်လို့မရဘူးအဲ့ဒါပြည်သွားတာ ਨੇ လက်ရှိအာဏာရအစိုးရကအဆင်မပြေဘူး အလားကြီးအတွက်ကိုလူပေါင်းများစွာစတေးထားတာအောက်လန်းနေတုံထားတာလူပေါင်းများစွာစတေးထားတာလူတွေရဲ့ဝိညာဉ်တွေကိုအတုံးပြူထားတာကိုကြီးတဲ့ဆရာတော်တွေရဲ့ဝိညာဉ်တွေကိုအတုံးပြူထားတာမိစ္ဆာနဲ့ဝိစ္ဆာတိုက်တဲ့ပွဲဒီပွဲကလူတွေလူတွေတွေတိုက်နေတာမဟုတ်ဘူးနော်လူတွေမာတွေစစ်မြေပြင်မှာတိုက်နေတာမဟုတ်မိစ္ဆာနဲ့ဝိစ္ဆာမှာတိုက်နေတာအားပြင်းထန်တဲ့ပွဲဒီပွဲကဒုတိယတစ်ချက်က လက်ရှိအခြေအနေရဲ့စစ်ပွဲကြောင့်မို့လို့နောက်ဆုံးတိုက်ပွဲမှာဝက်ဝက်ကွဲသိဒုတိယတစ်ချိန်ကိုဗစ်လိုပုံစံမျိုးတွေ့ချောက်ရှိနှစ်ဖက်စလုံးသိပါတော့သိကြမှာမှာနှစ်ဖက်စလုံးသိကြမှာအုတ်အော်တောင်းတင်းသိကြမှာအများကြီးကိုသိကြအောင်မှာမြင်ထားတယ်ပုံရိပ်ရောင်လိုပဲရုပ်ရှင်ကားချက်လိုပဲအာယုံမှာပေါ်ထားတယ်ဖြစ်လာမဲ့ဟာလေးကဒီဖက်စည်းကံအခြေခံဥပဒေဖက်စည်းပုံအခြေခံဥပဒေဆိုတဲ့ဟာကြီးကပြက်ပြဲသွားလို့မရဘူးပြက်ပြဲသွားတာ ਨੇ ာနာယအစိုးရပြုတ်ကြအဲ့ဒါကြောင့်အသေးကာတာအတကုံကာတာအသက်ပေါင်းမြောက်များစွာစည်သေးပြီးတော့အသေးကာတာသာပြီးပါလဲပါသွားတယ်အဲ့ထဲမှာတော့ပြင်းနေမင်းလည်းပါသွားတယ်အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ချမ်းသစ္စာတို့ကိုအတက်ပေါင်းမြောက်များစွာစည်သေးပြီးကာကွယ်ထားတယ် အဲ့ဒါကြီးကချိန်စားတိုက်ထားတယ်အောင်လည်းနဲ့လှုပ်ထားတယ်အဲ့ဒါကြီးကငါတို့ဒီလူတိုက်ပွဲတွေလုပ်နေတာမဟုတ်ဘူးငါတို့ကဝိဇ္ဇာနဲ့မိစ္ဆာတိုက်ပွဲမှာစော်နေတာသိလားဒီရှင်းပြဟော်ဂိန်းတွေတိတဲ့အတွက်ကြုံမြင်ထားတဲ့အတွက်ကိုကျွန်တော်နှစ်နှစ်လွန်ခဲ့တဲ့နှစ်နှစ်ကလေးကကျွန်တော်ထိုင်းကိုပြောင်းလာတာအကုန်လုံးဆွတ်လွတ်ခဲ့ပြီးတော့ကျွန်တော်ပြောင်းလာတာပိုက်ဆိုင်မှုတွေလည်းအကုန်သိမ်းခံရတယ်ပိုက်ဆိုင်မှုတွေလည်းအကုန်သိမ်းခံရတယ် င်းရင်နောက်တစ်ခုကပေါ့နော်ထပ်ပြီးဖြည့်ဆွတ်ပြီးပြောပေးမယ်ပေါ့နော်နောက်တစ်ခုကကြတော့ခြေကြည့်မှုလာအောင်မယ်နော်ခြေကြည့်မှုလာအောင်မယ်မပြီးသေးဘူးခြေတွေကြည့်မှုလာအောင်မယ်ဒီအကုတ်အနေနဲ့အချားမြင့်ရနေတာမှန်တယ်ဆိုရင်ဒီတဲ့ပို့ပြီးတော့ထိရောက်တဲ့နီလန်းအနေနဲ့ပြည်သူတွေကိုကာကွယ်ပေးပါလို့ပြောချင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာတာဝန်ရှိတဲ့သူတွေနဲ့ပူးပေါင်းဆောင်ရွက်ရမှာဗျာ မိုးလေဝသဌာနကဒီစရာကိုအထူးလိုအပ်နေမှာသိကြပါတယ်။နိုင်ငံတော်နဲ့ပူးပေါင်းပြီးဆောင်ရွက်ရမှာကိုတယောက်တည်းလိုက်လွင်ပြီးတော့ယုံမာယုံမာလို့အော်နေယုံနေတော့ဆင်းမပြေဘူးဗျ။တခြားမင်းကဒီနေ့ဖြစ်မဲ့ဖြစ်စဉ်ကိုတခြားမင်းကချက်ချင်းပြောခိုင်းတာတခြားမင်းကြွလာတာနော်ဒီလားကျွန်တော်တရားထိုင်နေတဲ့ချိန်အားထုတ်နေတဲ့ချိန်တရားထိုင်နေတဲ့ချိန်အဒီစိတ်နေတဲ့ချိန်တခြားမင်းကြွလာတာဖြတ်ကလေးပဲဘလို့ပုံစံလဲဆရာလို့မေးလို့ရှိရင်အလင်းလင်းထိန်ပြီးတော့မှလုံးဝချက်ဝတ်တစားရွှေရောင်ချက်ဝတ်တစားနဲ့ တခြားမင်းဒါမှကြည့်လို့မရအောင်အရန်ကိုလင်းတာတတော်ကြီးကိုလင်းထိန်ဖြူဖွဲလင်းထိန်နေတာအာယုံထဲမှာကြည့်လို့မရအောင်လုံးဝတခြားမင်းပုတ်ကုန်အဲ့တော့အတန်ချားတာပေါ့နော်အာယုံမှာအတန်ချားတာပေါ့နော်ဒါကြီး၃ရက်အတွင်းကလင်းလောက်တော့မယ်ဒါ9ရက်သားသမီးကိုကယ်လိုက်တော့ဒါဒီ မိုင်းဖုံးဆရာတော်ကိစ္စလိုပဲကိုဗစ်ကိစ္စလိုပဲငါသားကြီးငါသားရဲ့ပြိတ္တအပေါက်ပါလေငါသားပြောတာကိုနားထောင်ပြီးတော့မှအသက်ဘေးရနေလွတ်မြောက်ကြနိုင်မယ်ငါသားကြီးပြောလိုက်တော့ဆိုပြောကျွန်တော်ကမပြောဘူးတိုက်ရိုက်ချိတ်ဆက်လူသားတွေရဲ့မေတ္တာနဲ့ကဘာမြေကြီးတွေကတိုက်ရိုက်ချိတ်ဆက်နေတာဒီကဘာမြေကြီးတွေသူတို့တွန်းထုတ်နေတာဒီကဘာမြေကြီးတွေသူတို့တုံဟီးနေတာဒီကဘာဒီကဘာမြေကြီးတွေသူတို့ခါထုတ်နေတာ ဆုတ်ပြတ်တော့လုံးပြနေတာမာသာကာယာကမိခင်ကဘာမြေဆောင်နတ်မင်းမာသာကာယာကဆုတ်ပြတ်တော့လုံးပြနေတာခါထုတ်ပြတာကလူသားတွေကစိတ်မနှောတွေကာယကံဝစီကံမနှောကံတွေဖောက်ပြားဖောက်ဖြန့်လာတဲ့အတွက်ကောင်းတော့ကဆေးထုတ်ပြတာအဲဒီနေရာမှာမိုးမိုးကြီးရင်မိုးဆက်တော့ပန့်ပါပဲ အဲ့ဒါကိုတော့တိထားဖို့လိုတယ်ဒီနေရာမှာတချို့ချက်မိတ်ဆွေတွေကပြောတယ်ပေါ့နော်အဲကျွန်တော်တို့ဖျားတရားတလောက်လုပ်နေတာကျွန်တော်တို့တလောက်တရားတွေထိုင်ဟဲ့လားဟိုပရိတွေစိတ်နေတာကျွန်မကျွန်မတို့ဘာလို့မလွတ်တာလဲမိုးကြည့်ရင်တော့မိုးဆက်တော့မှန်ပါပဲတခြားမကြည့်နဲ့ဆရာဆောင်းဝန်းကိုကြည့်လေဆရာဆောင်းဝန်းကိုကြည့်လေမိဘနှစ်ပါးတက်ခံရတယ်လीကျွန်တော်မိဘနှစ်ပါးတက်ခံရတယ်လीပိုင်ဆိုင်မှုတိုင်းခံရတယ်လीအဲ့ဒါမိုးကြည့်လို့မိုးဆက်မှန်တာမဟုတ်ဘူးလားဒါပေမဲ့အဲ့ဒါကိုဘယ်သူမှကျွန်တော်မပြောခဲ့ဘူး ာမှမဖြစ်မဖြစ်တလို့ပဲဘဝကြီးကိုကျွန်တော်နေတယ်ကျွန်တော်ရဲ့ intuition လေးနဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသားခေါင်းရသားသမီးပေါ်မှာကျွန်တော်ကာဝယ်ပေးမယ်စောင့်ရှောက်ပေးမယ်เนาะကျွန်တော်ဖေးမပေးမယ်ပြောစီးပွားလက်လာပါတွေတိုးတက်အောင်လည်းကျွန်တော်လမ်းနေညွန်ပေးမယ်เนาะအားလုံးကိုချစ်ကယ်ပေးသားပါပဲเนาะအခုကြည့်နေကြတဲ့ကျွန်တော်မိတ်ဆွေတွေထဲမှာကျွန်တော်ထက်ပိုပြီးတော့ပညာဉာဏ်ဘဝတုဒ္ဒကျော်ဝါတဲ့သူတွေအများကြီးပါပါတယ်ဒါကြောင့်မို့ဒီဆရာဆိုင်းဝန်းဟာအချမ်းမြင့်ရနေတာ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာလေးတွေကိုခံမှန်းပေးသွားကြပါအောင်ဗျကျွန်တော်လည်းမဆုံးပြတ်တတ်လို့ပါ